ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်နဲ့စပါတို့ဒီနေ့ညမှာယူရိုပါလိဖိုင်နယ်အဖြစ်ရှင်ပြိုင်ကစားကြမယ်စပိန်နိုင်ငံဘီဘာအိုမှာကစားမှာဖြစ်တယ်ဘီဘာအိုတင်းရဲ့အကွင်းမှာကစားမှာဖြစ်တယ်မန်ချက်စတာယူနိုက်တက်ကတော့အဲ့ဒီကိုသွားပြီးတော့အင်ရှင်ဘီဘာအိုကို3ဂိုးကိုမရှိနဲ့ပထမအကြုံမှာအနိုင်ယူခဲ့ဘူးတယ်ဆိုတော့ဒါအောင်မြင်လို့ကျွန်တော်ပြောရမှာလားမယ်နော်ဆိုတော့စပါကလည်းလက်ရှိမှာကျွန်တော်စပါကမန်ချက်စတာယူနိုက်တက်ကိုတိတ်ပြီးတော့ ရှင်းပြကြတာကျွန်တော်မလို့ပါဘူးเนาะဘယ်လိုပြောမလဲဒီ DR ဒီမှာပရီးမီးယားလိမှာကိုစီတိုင်ပတ်နေကြတဲ့အသင်းတွေအဆင့်16နဲ့အဆင့်19ဆိုတာတတော်ကိုရှက်စရာကောင်းလောက်တဲ့အခြေအနေပဲတတော်ကိုရှက်စရာကောင်းလောက်တဲ့အခြေအနေပဲစဉ်းစားကြည့်ပြကျွန်တော်တို့လက်ရှိဒီလူစရင်နဲ့တည်လာเนาะထားပါတော့ဗောနော်ကျွန်တော်တို့ဘလောက်ပဲတမိုင်းမှာဆုပ်ပြတ်နေတဲ့ဘာညာပြောပြောဒီလူစရင်နဲ့ကဒီလောက်အဆင့်နဲ့ယာတီတိန်းတော့တဲ့အခြေအနေမျိုးဆိုတာ ဘလူးမန်လက်ခံစရာအခြေအနေမျိုးရှိမနေဘူး။စပါးကိုပဲကြည့်ကြည့်မန်ချက်စတာယူနိုက်တက်ကိုပဲကြည့်ကြည့်နှစ်သင်းစလုံးဟာလက်ရှိရှိတဲ့အဆင့်တန်းထက်ပိုပြီးတော့ရည်တည်နိုင်ရမယ့်လူစရင်းတွေကိုပိုင်ဆိုင်ထားတယ်။ဒါပေမဲ့နှစ်သင်းစလုံးတိုင်ပတ်နေတယ်။ပြည်တွင်းလိမ့်မှာဒါအပြင်တခြားဖလားတွေလည်းပြည်တွင်းလိမ့်မှာဘာမှရမထားဘူး။ဒါပေမဲ့လို့ယူနိုက်တက်ကစပါးကနှစ်သင်းစလုံးဖိုင်နယ်ကိုရောက်နေတယ်။ဒီ final မှာနှစ်သင်းစလုံးရဲ့အနာဂတ်တွေကိုပြောင်းလဲနိုင်စွမ်းရှိတယ်။စဉ်းစားကြည့်နော်စပါးသာဖလားရမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ကအဆင့်16နဲ့ယာယီသိမ်းရမယ်။ဘာဖလားမလဲအောင်မြင်မှုမရဘူးဆိုလို့ရှိရင်ယူနိုက်တက်အနေနဲ့ဖိုင်နယ်ကိုဘယ်လိုနီးနဲ့ပဲတက်လာတက်လာဖလားမရရင်အလဟအလဟသက်ပဲကျွန်တော်ရှုံးပွဲမရှိနေပဲတက်လာတက်လာမိမမင်းကြိုက်တဲ့နီးနဲ့တက်ပြ။အရာအလုံးဟာဖလားမရဘူးဆိုတဲ့နောက်မှာကျန်ခဲ့မှာ။ဆိုတော့အဆင့်16နဲ့လည်းယာယီသိမ်းသေးတယ်ဖလားကလည်းမရဘူးဆိုလို့ရှိရင်ဘာအောင်မြင်မှုမလဲမရဘာချန်ပီယံစလိဝင်ခွင့်မလဲမရဘာမှမရဘဲနဲ့ကစားမခေါ်ယူမှုတွေမှာလည်းဘလူးမန်အဆင်မပြေဘဲနဲ့တော်တော်ကို ်တမိုင်းမှာဘယ်လိုရောက်မလဲညနာဖော်ဝင်းစရာမရှိတဲ့เนาะကျွန်တော်တို့တစ်ခါတလေစကားတဲ့အောင်ထည့်ပြောလို့ရလောက်တဲ့အခြေအနေမျိုးမဟုတ်တဲ့အထိကိုတိုင်ပတ်သွားမှာဆိုတော့ United အနေနဲ့အဲ့ဒါကိုပြောင်းလဲဖို့ဖလားယူနိုင်ဖို့ကျွန်တော်လို့တယ်တစ်ဖက်ကစပါးသူလည်းဒီတိုင်းပဲအကယ်လို့စပါးသာ Manchester United ကိုဥရောပဘိုလူဝဲဘိုလူဝဲယူရိုပါလိဘိုလူဝဲမှာရှုံးနေပြီးတော့ဘာဖလားမှမရခဲ့ဘူးဆိုရင် ဘာဖလားမှမရခဲ့ဘူးဆိုရင်နီးပြားဖြစ်တဲ့ positive ကိုဂလူးရဲ့အနာဂတ်အပြင် တချို့ senior ကစားမတချို့ရဲ့အနာဂတ်တွေပါထိခိုက်လာနိုင်တဲ့အခြေအနေမျိုးစပါးဟာအတိုင်းအတာတစ်ခုတွေဝင်ဝင်ကောင်းတဲ့အသင်းမှာသူတပင်းတော့သူတို့ရဲ့ quintic ကနေပြီးတော့သူတို့ငွေတွေ generate လုပ်နိုင်တယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ဒီယာဒီ premier league မှာအဆင့်79နဲ့ယာဒီတိတ်မဲ့အောင်မြင်မှုကလည်းဘာမှမရဘူးဆိုလို့ရှိရင်မိဘမင်း Europa League ဘူလူပွဲကိုတက်လာတဲ့အကြောင်းရင်းကငါတို့တော့ final ကိုရောက်ခဲ့ဘူးလားပဲဆိုပြီးတော့ ဘသူမှကူးဆိုင်မှာမဟုတ်ဘူးဖလားမရမချင်းမင်းကိုဘသူမှကူးမဆိုင်ဘူး United ပဲဖြစ်ဖြစ်စပါးပဲဖြစ်ဖြစ်ဖလားမရရင်ဘသူမှကူးမဆိုင်ဘူးဒါကြောင့်မနော်ဘိုလူပွဲထိတက်လာတာဒီဒါကောင်းတဲ့ရပဲဒါပေမဲ့လို့ဘိုလူပွဲမှာဖလားယူပြီးတော့မပြောင်းနိုင်ဘူးဆိုရင်သွားပြီမင်းမင်းကြိုက်တယ်လို့တက်လာဆိုတော့ဒါကြောင့်ဒီနေ့သင်းစလုံးကဒါကိုတိထားပြီးသားကစားမားတွေကဒါကိုတိထားပြီးသားနှစ်သင်းစလုံးလဲတိုင်ပတ်နေတဲ့ယာတီကိုကြုံနေရတဲ့အတွက်အဲ့ဒါကိုအဖက်ဆယ်နိုင်ဖို့အ ਨੇ အချင်းအဖက်ဆယ်နိုင်ဖို့ဆိုရင်ဒီဖလားဟာယူကိုယူနိုင်ဖို့ကျွန်တော်လိုတယ် ဆိုတော့ဟိုကိုရီ United ပြည်သက်အတွက်ကတော့ဗျာကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်ခန်းစားချက်ကတော့ကောင်းနေပါတယ်သိတယ်မနော်သူသူ jinx လောက်တာမျိုးမဟုတ်ဘူးပြီးလို့ရှိရင်ဒီဖင်ကောင်းကြဲတာမျိုးမဟုတ်ဘူးသိတယ်မလားနော်တိုးတိုးလေးပဲစဉ်းစားကြည့်ရင်တော့အာစပါးနဲ့ဒီယာဒီ၃ချိန်တွေ့ထားတယ်၃ချိန်စလုံးငါတို့ရှုံထားတယ်ပိုစတီကိုကလူးရောက်ခဲကမန်ချက်စတာယူနိုက်တက်ဟာစပါးကိုအနိုင်ယူနိုင်ဘူးချင်းမရှိသေးဘူးဆိုတော့ကြားချင်းတဲ့ရက်ကော့တွေတော့မဟုတ်ဘူးပေါ့လေဒီခါကြီးကျရင်တွေးတွေးကြည့်ရရင်လည်းရင်တော်တော်လေးကိုရင်လေးတဲ့တယ်မှာပါတယ် ပွဲမတိုင်ခင်မှာလည်းတော်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 ကိုဟိုစိတ်လှုပ်ရှားပြီးတော့ရင်းနေခုံနေရတယ်ဗောနော်စိုးရင်စိတ်လူလူတိတယ်မလားနော်အာငါတို့အမှန်ကန်ရတိုင်ပက်နေတဲ့ယာစီကိုချစ်ပြတ်နိုင်မဲ့ဖလားတလုံးကိုရနေတဲ့ခန်းစားချက်လူလူခန်းစားချက်ကမသေးခွဲဘူးဖြစ်နေတာဆိုတော့ဒေဒိတ်ဒေဒိတ်နဲ့ဟုတ်ပြောတာအဲ final ကိစ္စကိုတွေ့တိုင်းငါတို့လုံနေပါမလားငါတို့နိုင်ပါမလားငါတို့ဖလားရပါမလားဆိုတော့စိုးရင်စိတ်ကရှိတယ်ဟုတ်ပြောတာအများရန်ပဲအခုလည်းပဲဗီဒီယိုလုံးရင်းနဲ့ကိုပဲစကားသာပြောနေတာခေါင်းထဲကအတွေ့ရအိုက်ရောက်နေတာဗျာတိလားနော် ငါကိုကောင်နေနိုင်ပါမလားနော်အဲ့ဒီစိတ်ဝင်စေကြီးကကျွန်တော်ရှိတယ်စပားကတော့သူတို့တို့အိုကေငါတို့ကတော့ဒီကောင်နေနဲ့ဒီယာစီ၃ချိန်တွေ့ထားတယ်၃ချိန်စလုံးငါတို့နိုင်ထားတယ်တည်ရမလားပြဿနာမရှိဘူးဆိုတဲ့အတွေ့အမျိုးရှိမှာပေါ့လေကိုဒီဘက်ကလည်းငါတို့ကတော့၃ချိန်စလုံးတွေ့ထားတယ်၃ချိန်စလုံးရှုံးထားတယ်ဒီတိုင်းမဲ့၄ချိန်မြောက်မဖြစ်စေရဘူးဆိုတဲ့ဒီခံစားချက်တော့ရှိရမယ်ဒါအပြင်ငါတို့ယူရိုပါလိဆိုတာငါတို့ကောင်းနေတဲ့နေရာပဲယူရိုပါလိဆိုတာငါတို့ဘလူးရှုံးပွဲမရှိပဲတက်လာတဲ့နေရာပဲငါတို့အဲ့ဒီပုံစံမျိုးနဲ့ရအောင်နိုင်ရမယ်ယူရိုပါလိမှာလည်း၁၄ပွဲမှာငါတို့ဂိုးတွေအများကြီးတွင်းထားတယ် ငါတို့ဒီပွဲလဲဂိုးသွင်းနေရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရမှာတော်လေးကိုဆက်လို့ချပါတယ်တော့တွေးတိုင်းလဲဘယ်လိုပြောမလဲတော်တော်ကိုဟိုဟိုလန့်နေတယ်ပေါ့နော်လန့်နေတယ်ဆိုတာကိုကိုထင်တဲ့ပုံစံမျိုးဖြစ်မသွားမှာတော်တော်လန့်နေကျွန်တော်တို့ဒီဖလားကိုယူပြီးတော့နောက်ရာသီချန်ပီယံစ်လိဝင်ခွင့်ရပြီးလို့ရှိရင်ကျွန်တော်တို့အပြောင်းရွှေ့တွေမှာအတင်းတွေအများကြီးပိုကောင်းနိုင်မဲ့အခြေအနေမျိုးတွေမျောလင့်ထားတာတော်တော်ကိုစိတ်လှုပ်ရှားနေတယ်ဆရာသမားကြီးနော်ဒါအပြင်ဒီပွဲသား ချင်းတို့ရလက်မဟုတ်ခဲ့ဘူးဆိုလို့ရှင်စပါပရိသတ်တွေပဲကြည်ကြည် United ပရိသတ်တွေပဲကြည်ကြည်ပေါ့နော်ကိုရီးယားတော့ဗျာသိတယ်မလားဒီဟိုဘယ်လိုပြောမလို့ဟိုကျန်တဲ့အသင်းတွေရဲ့ဒါပြိုင်ဘက်ဆိုတဲ့ခါကျတော့ပို့ပြီးတော့ချင်းတို့ဖြစ်မလာခဲ့လို့ရှင်တော့ပို့ပြီးတော့ခံရမှာပေါ့လေနော်လာမယ့်3လလောက်အတွင်းမှာကိုပဲဒီပွဲကအဆုံးဖြတ်ပေးသွားမှာနော်လာမယ့်3လအတွင်းမှာမင်းပျော်ရွှင်မလားမင်းမင်းအေးဆေးဆေးဖြစ်မလားဒါမှမဟုတ်လာမယ့်3လလောက်မင်းတိုင်ပတ်မလားဒီပွဲရဲ့အပေါ်မှာအများကြီးမူတည်တယ်ရှာသမားတွေနော် နောက်ရာသီပရီးမီးယားလေးပြင်မဆာမချင်းอืมဒီပွဲရဲ့ကျွန်တော်တို့အနေနဲ့အကျိုးဆက်ကကျွန်တော်တို့ခံစားသွားရမှာဆိုတော့ဖလားရပြီဆိုလို့ရှင်ဖလားရတဲ့နေကျွန်တော်တို့သွားရမယ်အဲ့ဒီရှီဆုံး edit အင်္ဂါရဲ့ပထမသုံးနေ့ကကျွန်တော်တို့ကာလာပေါင်းဖလားရတယ်အဲ့ဒီနောက်နေ့ကျွန်တော်တို့နော်ကျွန်တော် FE ဖလားရတယ် FE ဖလားရလို့ကျွန်တော်တို့အနေနဲ့ဗောနော်ရှေ့မှာတိုင်ပတ်ခဲ့တဲ့ရာသီကတော်တော်လေးကိုမိပြောက်ချင်စရာဖြစ်သွားတယ်အ ਨੇ သုံးတော့တိုင်ပတ်တယ်ဆိုတဲ့ရာသီမှာဖလားတစ်လုံးနဲ့တော့လက်သိမ့်နိုင်ခဲ့တာဗောလေအကယ်လို့လက်ရှိဒီရာသီယူပါလိမ့်မှာကျွန်တော်တို့ဖလားရမယ်ဆိုရင် နော်ဖလားရဲ့ကလည်းလက်တလန်းလက်တကန်းအလူမှာပဲဗျဖလားကိုမင်းလက်တစ်ဖက်ကကင်ထားပြီလို့ကျွန်တော်ပြောလို့ရတယ်ကျေစပါးနဲ့ယူနေတဲ့တယောက်တစ်ဖက်ကင်ထားပြီဘယ်ကောင်နှစ်ဖက်စုံကင်ပြီးတော့ဘယ်ကောင်တစ်ဖက်လွှတ်ရမလဲဒါလည်းပဲကျွန်တော်ကြည့်ရမှာဆိုတော့ United အနေနဲ့လည်းဒီယာဒီမှာဒီဖလားကိုယူပြီးတော့အခုလက်ရှိကြုံနေရတဲ့ယာဒီစိုးတော်တော်များများရဲ့အခြေအနေကိုအတိုင်းအတာတစ်ခုထိပြောင်းလဲတာတော့မဟုတ်ဘူးနော်အတိုင်းအတာတစ်ခုထိကျွန်တော်တို့ဒါမျက်ကွယ်ပြုလိုက်လို့ရတဲ့အခြေအနေမျိုးကိုကျွန်တော်ဖန်တီးနိုင်မှာ နော် Champions League ဝင်ခွင့်ရတယ်ကွာဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်မှာဗျ Champions League ဝင်ခွင့်ရရင်နောက်ရာသီမှာဝင်ငွေတွေပိုကောင်းလာမယ်ဆိုတော့ Champions League ဝင်ခွင့်ရပြီဆိုတဲ့ဒီနေရာဒီပြောင်းရွှေ့ကစားမားတွေကိုခေါ်ပြီးကျိုးပန်းတဲ့နေရာမှာပို့ပြီးတော့တိရောက်မှုတွေရှိလာမယ်ကျွန်တော်တို့စပါးထက်ပို့ပြီးတော့လိုပါတယ်ဒီဖလားကိုတွေးတိုင်းယင်ဒီတော်တော်ခုံနေရတယ်တွေးတိုင်းယင်တထိတ်ထိတ်ဖြစ်နေရတယ်မနိုင်ပြောကြောင်းကြစိတ်လားဘာလားတော့မသိဘူးနော်တေချာတာကတော့တကယ်ဗျမင်းတွေးနေတာတိလားဘလူးဘဲနီလာလေး ဘူလီဝဲနီလာလေးပို့တွေးရလေးဘူလီဝဲနီလာလေးပို့တွေးရလေးပဲတွေးတိုင်းလေးရင်ပိုးခုံလာလေးပြီးလို့ရှိရင်ငါတို့လုံနိုင်ပါမလားအာငါတို့မြန်မာလားရသွားမှာလားချန်ပီယံလိဝင်ခွေတွေဘာတွေနဲ့ငါတို့ပြောင်းလဲနိုင်မလားကြည့်ရမကြည့်နေရတာအသင်းကအရာအလုံးကအကြဘက်ရောက်နေတဲ့အချိန်မှာဒီလိုမျိုးဖလားတွေကလိုတယ်ဗျာနော်ဒါပြင်အသင်းကိုလေလာမယ့်အနာဂတ်မှာကောင်းကောင်းပြင်ဆင်နိုင်မယ့်တဲ့မှာပါတာကိုဒါကြောင့် Amorin တွက်ပဲပေါ့နော်ရောက်စမန်ချက်စတာယူနိုက်တက်ရဲ့ရောက်စနီးပြဖြစ်နေတဲ့မှာကျွန်တော်တို့တော်တော်ကိုအဆိုးဝါးဆုံးနီးပြနေတယ်မှာပါတယ်ဆိုတော့အဲ့ဒါကိုသူလည်းပဲ ီဖလားတစ်လုံးနဲ့ဥရောပဖလားတစ်လုံးနဲ့เนาะကျွန်တော်တို့ဒီဖြည့်သိမ့်ဖို့ကျူးပန်းမှာဒါမှသူလည်းပဲနောက်ရာသီမှာပိုကောင်းတဲ့ပြင်ဆင်မှုတွေကျွန်တော်ရမှာဆိုတော့ကစားမအများစုပဲဖြစ်ဖြစ်အမိုတွေမဲ့ဖြစ်ဖြစ်ဒီဖလားဟာကျွန်တော်တို့အတွက်အင်မတန်ကိုလိုအပ်ချက်ကြီးမားတဲ့ဖလားပါဒီဖလားကိုကျွန်တော်လုံးဝရမှာကိုဖြစ်မယ်ဖလားပါစပားကို နိုင်ပါမလားခုနကပြောတဲ့ရှိမှာ၃ဘွဲတွေ့ထားတယ်၃ဘွဲစလုံးဝင်ကကျွန်တော်တို့စပားကိုရှုံးနေထားတယ်ဒီရာသီမှာဒါစပားတိုင်ပတ်နေပဲဆိုတော့ရာသီပေါ့နော် ပိုစတီကိုဂလူးရောက်တော့ကရောက်ကလေးကယူနိုက်တက်ကစပားကိုမနိုင်ဘူးသေးဘူးဆိုတဲ့အချက်တွေကလည်းရှိထားနေဆိုတော့စိတ်ပူတာတော့အမှန်ပဲဒီစိတ်ပူတာတွေဒီညဖလားယူပြီးတော့ပဲဖြည့်ဖြောင်းနိုင်မလားပဲကျွန်တော်မျှော်လင့်ချက်နဲ့စောင့်ကြည့်ရတော့မယ်နော်ယူနိုက်တက်အတွက်အရေးကြီးပါတယ်ကိုဒီအတွက်တော်တော်ကိုရုပ်ပြက်ဆင်ပြက်မဖြစ်ဖို့ဒီဖလားဟာအများကြီးအရေးပါတဲ့နေရာမှာကျွန်တော်ရှိတယ်ဆိုတော့ညီကလူးအနေနဲ့ရောယူနိုက်တက်ပရိသတ်ဒီအနေနဲ့ရောဘယ်လိုမြင်ရလဲကျွန်တော်ဒီပွဲကိုလုံနိုင်ပါမလားကိုဒီဖလားရအောင်လုံပြနိုင်စွမ်းရှိပါမလား လူမင်းညာလေးဆက်သမားတွေပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်